အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအောင်လည်မင်္ဂလာပါ ီကရင်ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့အီတလီဘောလုံးပွဲချုပ် FIGC နဲ့အီတလီရဲ့ CDA တာဝန်ရှိသူတွေက လာမယ့်ရာသီမှာတန်တက်တန်စင်ကို အပြောင်းလဲတည်လို့ပို့ဆန္ဒရှိနေကြောင်းဖော်ပြထားတယ်။ဒါအီတလီဘလုံးဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်သူဂရာဗီနာကတော့အီတလီစီးရီးအနေနဲ့လာမယ့်ရာသီမှာတန်သုံးသင်းစစ်အုံသင်းတက်ဆိုတာထက်ကိုနှစ်သင်းစစ်နှစ်သင်းတက်ပုံစံမျိုးကိုပဲပြောင်းလဲခြင်းသွားဖို့သူတို့ဘက်ကစဉ်းစားလျက်ရှိကြောင်းဖော်ပြထားတယ် 库洛塞尼塔雅。 နာပိုလီအသင်းရဲ့တာဂက်အဖြစ်မန်ချက်စတာယူနိုက်တက်ကကွင်းလင်ကစားမကိုဘီမင်းနူအပါဝင်လက်ရှိမှာတော့ဒါရိုမာအသင်းရဲ့လော်ရန်ဆိုဖယ်လေဂရီနီရဲ့ဂျီနိုရာကမော်ဒန်ဖရိုက်ဒရက်နဲ့တစ်ဖက်ကတော့ဦးဒီနစ်ကအာတာအာထာဆိုတဲ့ကစားမတွေကိုဒါနာပိုလီကတောက်လျှောက်ဆောင်ကြည့်နေလို့ကိုဘီမင်းနူကိုယူနိုက်တက်မရောက်ရင်အခြားကစားမတွေဘက်ကိုလှည့်သွားဖို့ရှိကြောင်းဖော်ပြလေရှိတယ်။ဘာဆိုနာအသင်းရဲ့ဂိုးမာမာအန်ဒရီချက်စီကန်ကိုလက်ရှိမှာတူရကီကလပ်ဘက်ရှိတက်အသင်းကခေါ်ဖို့ စိတ်ဝင်စားလေးရှိတယ်ဒါတူကီကလပ်အသင်းကတော့ဒါယာတီကုံထီ6လအငားနဲ့ခေါ်ယူဖို့ကြိုးပမ်းမှာဖြစ်ပြီးအပိသက်ပါဝင်နိုင်မဲ့ကံလာမှုနဲ့ဘာဆိုနာကိုကံလန်သွားဖွယ်ရှိချောင်းဆူထားတယ်လာပေါ်တာကတော့တစ်ချိန်ချိန်မှာလီယိုမက်ဆီကိုအငားနဲ့ပြတ်ခေါ်ဖို့ကြိုးပမ်းဖွယ်ရှိချောင်းကက်တလန်ရေဒီယိုဒီကဖော်ပြပါတယ်အဓိကက မက်ဆီကိုခေါ်တာနဲ့အဲ့6လအငားအတွက်စုစုပေါင်းဝင်ငွေဟာအနည်းဆုံးတန်100နဲ့တန်100ကြားရရှိနိုင်တဲ့အတွက်ကြောင့် လာပိုတာကကလပ်အသင်းအတွက်ပြန်လည်ခေါ်ယူဖို့ရှိကြောင်းဖော်ပြထားတာပါ။ရီယယ်မက်ဒရစ်အသင်းအနေနဲ့အယ်လ်ဒါမီလီတောင်းအင်ဂျူရီဖြစ်သလိုဒင်းဂိုဆင်အင်ဂျူရီဖြစ်ပေပေမဲ့ဒီကစားမအချို့ပြန်ပါနိုင်ဖို့မျှော်လင့်ထားတယ်။အထူးဖြင့်မီလီတောင်းကတော့ဒဏ်ရာကြောင့်လွဲချော်နိုင်ပြီးတော့ ဒီလိုဆန်တယောက်ခန်းစစ်မှာပြန်ပါနိုင်ပွဲရှိချောင်းဆိုပါတယ်မတွေ့အသင်းကအခု Vinicius Junior ရဲ့ contract situation အပြင် Rodrigo ရဲ့စာချုပ်တိကိစ္စကိုပါစောင့်ကြည့်လေရှိတယ်တကယ်လို့ Rodrigo တတမတိုးဘူးဆိုရင်သူ့ကိုရောင်းထုတ်မှာဖြစ်လို့ Vinicius ကလည်း2029တိရှိတဲ့အချိန်မှာမြန်မာတဲ့လာစာကိုရှော့ယူဖို့စမ်းသပ်မရှိရင်မတွေ့ကသူ့ကိုပါ ယူရိုတန်း150နဲ့ရောင်းချဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Atletico Madrid အသင်းကချယ်ဆီရဲ့ဘယ်နောက်ခံကစားမှာမာကူကရယ်လာကိုသဘောကျလို့ရှိတယ်။ ဒီကစားမကိုချက်စီအသိရှိကနေယူရိုတန်း40လောက်နဲ့ခေါ်ဖို့ဆန္ဒရှိကြောင်းနဲ့28နှစ်အရွယ်ရှိတဲ့မာကူခရဲလာကိုအက်တလက်တီကိုမတ်တွီကာသဘောကျလေရှိကြောင်းယူထားပါတယ်။ဒီချိန်ထဲမှာပဲ I Train From Parka သူ့ရဲ့လူငယ်ကစားမယန်ဘာဟိုယာဆိုတဲ့လူငယ်ကစားမလေးကိုစိတ်ဝင်စားလေရှိတယ်။ဒီအသက်20အရွယ်ရှိတဲ့လူငယ်တောင်မန်ကစားမလေးကိုအာစနယ်သင်းကိုတိုင်စိတ်ဝင်စားလေရှိပြီးတော့ဒီကစားမကိုတော့ I Train From Parka ရိုဂျင်းကိုယူရို80တိဈေးသတ်မှတ်ထားသူလည်းဖြစ် စ်တယ်တစ်ဖက်ကတော့ Juventus အသင်းကသူတို့အသင်းရဲ့တိုက်စစ်မှု Dusan Blahovic ကိုတတ်တန်းထပ်တိုးဖို့ဆွေးနွေးနေစေဖြစ်တယ်။ရာသီတုန်းက ဂျိုနာသန်ဒေးဗစ်ကိုခေါ်ယူထားပေမဲ့ဗလာဟိုဗစ်ကဒုတိယရာသီဝက်မှာပိုကောင်းအောင်ကစားနိုင်တဲ့အတွက်ကလပ်ဘက်ကဗလာဟိုဗစ်ကိုတတန်းထပ်တိုးဖို့ဆွေးနွေးမှုပြုလုပ်ထားကြောင်းမတ်အလဂရီကဆိုပါတယ်။အာစနယ်အသင်းကတော့အခုလက်ရှိမှာနော်ဂျီလန်ကလပ်အသင်းရဲ့လူငယ်ကွန်လက်ကစားမကာလပ်ဘရန်ကီဆိုတဲ့ကစားမလေးကိုချင်းကလေးရှိတယ်။အဲ့ကစားမလေးကိုဘုံမောက်အသင်းကလည်းအချိန်တော်ကြာစောင့်ကြည့်ပြီးတော့ Norway Scout King Town တွေကနေခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးမြောက် London Club အသင်းကလည်းဒီသမားရဲ့အခြေအနေကိုလေ့လာလေ့ရှိတာပါ အာစနယ်အသင်းအနေနဲ့ဒဏ်ရာပြဿနာတွေအများကြီးကိုအချိန်ပြီးကျော်ဖြတ်နိုင်မှာဖြစ်ကြောင်းနဲ့ကလပ်ဘက်ကလောလောဆယ်မှာသူတို့ရဲ့ဒဏ်ရာပြဿနာရတဲ့ကစားသမားတွေရဲ့အခြေအနေနောက်ဆုံးအခြေအနေကိုလေ့လာရရှိကြောင်းဆိုပါတယ်အာစနယ်အသင်းအနေနဲ့နာမည်နွေရာဒီမာဂါဘရီယယ်ဂျေဆုကိုတေးကြပေါက်လမ်းခွဲပွဲရှိတယ်။ဆောင်းရာတီတီတော့ဆက်ထားသွားဖို့ရှိပြီးတော့နွေရာဒီမာဂါဘရီယယ်ဂျေဆုကိုလမ်းခွဲသွားပြီးရှိတော့သူတို့ဘက်ကပြောင်းရွှေ့ချေတန်း30လောက်နဲ့ရောင်းချဖို့ဆန္ဒရှိနေတာပါ။တစ်ဖက်မှာတော့လီဗာပူးအသင်းက ဘူနောက်ခံသူတယောက်မဖြစ်မနေခေါ်ယူတင်ချောင်းဂျီမီကာရကာကတိုက်တွန်းခဲ့တယ်။တကယ်လို့သူ့ရဲ့ကလပ်ဟောင်းနေနဲ့မနစ်ကအားနေနေတဲ့ခံစစ်ပိုင်းမှာထပ်ပြီးတော့ခံစစ်မှုမဝဲရင်တော့ဒီယာဒီမာလီဗာပူးက အဆိုးဝါးဆုံးအခြေအနေတီတောင်ဖြစ်သွားနိုင်ကြောင်း Sky Sport ကနေဖော်ပြခဲ့ပါတယ်။ Liverpool အနေနဲ့ Vinicius Junior က Real Madrid နဲ့တက်တမ်းမတိုးချေပြောင်းရွှေ့ခြေတန်းတရာလောက်နဲ့ခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုထားတယ်။ Vinicius ကအခုလောလောဆယ်မှာ Arsenal ရဲ့ system တွေတကယ်ကိုအဝင်နိုင်သူဖြစ်တဲ့အတွက်ကြောင့်လက်ရှိမှာသူတို့ဘက်ကဂျိုးပန်းလည်းရှိကြောင်းဆိုထားပါတယ်။ Giovanni Conta က Sporting Lisbon ကနေ ဒါမဲ့ရာသီမှာချက်စီကိုပြောင်းလာတဲ့အချိန်မှာတေချာပေါက်နေရလူရဖို့ရှိချောင်းဖော်ပြထားတယ်ဂျိုဗာနီခွန်တာကချက်စီအသင်းကလူငယ်ကစားမဖြစ်တဲ့ချောင်းသူကိုအသက်၁၈နှစ်ပြည့်တဲ့အထိစောင့်မျှော်ထားနေတာဖြစ်ပြီးတော့ဒါမဲ့ရာသီမှာသူကိုတိုင်တဲ့ချက်စီကိုပထမအသင်းတဲ့ကိုတန်းဝင်သွားဖို့အများကြီးကြိုးစားရအောင်မှဖြစ်ချောင်းဆိုပါတယ်ချက်စီအသင်းကအခုလောလောဆယ်နေထားရာမာကူကရဲလာနဲ့ပတ်သက်တဲ့သတင်းတွေကိုညှင်းဆန်ထားလို့တက်တန်းတိုးဖို့တောင်ပြုလုပ်ရရှိတယ်ချက်စီနေနဲ့အခုလောလောဆယ်မှာလူငယ်ကစားမဟာတို ူရဲ့ performance ကိုသဘောမကျတဲ့အတွက်ကြောင့်ဒါလက်ရှိမှာနွေရာသီမှာဒန်းထုတ်ပွဲရှိလို့ IS ကသူ့ကိုပြန်ခေါ်ဖို့ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။ Fiorentina အသင်းက Chelsea နောက်ခံလူ Josh Appon ကိုစိတ်ဝင်စားလေးရှိတယ်။ဒီချက်တိတ်လေးက Chelsea လူငယ် Academy တဲ့ကစားမလေးဖြစ်ပြီးတော့အနည်းပြမရှိတော့တဲ့ဒီအသင်းကအနည်းပြအပြောင်းလဲရှိထားတဲ့အချိန်မှာခန်းစစ်အပြောင်းလဲအတွက် Chelsea နောက်ခံလူကိုစိတ်ဝင်စားလေးရှိတယ်။ Ruben Amorim ကတော့လာမယ့်ရာသီမှာသူ့အသင်းအတွက်အကောင်းဆုံးပုံစံဖြစ်တယ်လို့လွန်ခဲ့တဲ့တနေ့ကဒီကိုရောက်လာတဲ့အချိန်မှာ ာတကယ်ကိုစတဲ့ဖြစ်အောင်သူတော်တော်လုပ်ယူခဲ့ခဲ့အကြောင်းနဲ့လက်ရှိမှာတော့ဒီသင်းသွားနေတဲ့ပုံစံနဲ့အခြေအနေတွေဟာသူလိုချင်တဲ့ပုံစံမျိုးကိုရအောင်သူတို့ဘက်ကစီယုံနိုင်ပြီဖြစ်ကြောင်းလက်ရှိမှာတော့ Ruby Amron နေနဲ့ ပုံစံကောင်းကိုမချပြီးတွေ့ရတော့မှဖြစ်တယ်လို့ဆိုတယ်။ Man United အသင်းနေနဲ့ Orally Road to Champion Manic ကိုခေါ်ယူဖို့ကြိုးပမ်းမှုပြုလုပ်ခဲ့ပြီး Euro 80လောက်ကြားလာမှုကိုပယ်ချထားတယ်။ဆိုတော့လောလောဆယ်မှာတော့ပြင်သစ်လေရေးချင်းကွင်းလေကစားမကမထွေးကထွက်ခွာလို့ချင်းမရှိတဲ့အတွက်အဲ့ကြားလာမှုတွေကိုပယ်ချထားတာဖြစ်ပြီးတော့ Manchester United က Casemiro နေရာအစားထိုးမဲ့သူကိုစောင့်မျှော်လေးရှိတာလည်းဖြစ်တယ်။ Manchester United အနေနဲ့တကယ်လို့ Kobe Mainu သာအသင်းကထွက်ချင်ရင်အငားတော့ထွက်ခွင့်ပြုမယ်။ ဒါပေမဲ့စာချုပ်က2029ပဲကျန်တဲ့အတွက်ကြောင့်သူကို2030 30တိတိ ကာလာရှိချာစာချုပ်ချုပ်ဆိုဖို့ရှိတယ်။ကိုဘီမင်းနူကိုလက်ရှိမှာနာပိုလီကစိတ်ဝင်စားပေမဲ့အခြားကလပ်တွေကလည်းလိုချင်နေတဲ့အချိန်တကယ်လို့များကလပ်ဖက်ကတတန်းတူးစာချုပ်ချုပ်နိုင်ရင်တော့သူ့ကိုခွင့်ရပေးသွားဖွယ်ရှိကြောင်းဆိုပါတယ်။မန်ချက်စတာစီးတီးရဲ့စူပါစတာအယ်လီဟာလန်ကိုလူးဝီစင်ဒီကေကသဘောကျလဲရှိပြီးသူ့အသင်းရဲ့တိုက်စစ်ပိုင်းအတွက်အားပြဖို့ဆန္ဒရှိနေတယ်။ဒါလက်ရှိမှာပါရီစိန့်ဂျာမိန်အသင်းရဲ့ဒီပြလူးဝီစင်ဒီကေကိုနိုင်ကဒါအယ်လီဟာလန်ကိုသူ့အနေနဲ့ ြောင်းရွှေ့ချေတန်း100လောက်ထိတောင်ပေးဖို့ဆန္ဒရှိကြောင်းနဲ့မန်စီးတီးသားရောင်းရင် PSG ကတန်း100ထိသုံးဆွဲသွားဖို့ရှိကြောင်းဖော်ပြထားတယ်။မန်ချက်စတာစီးတီးကတီနိုလီဗရမန်ဒိုကိုတကယ်ကိုသဘောကျတာမှန်ကန်ကြောင်းနဲ့လက်ရှိမှာမန်စီးတီးအနေနဲ့ဒဏ်ရာပြဿနာရင်ဆိုင်နေရတဲ့တီနိုလီဗရမန်ဒိုကိုကြောပြန်ချိုးပန်းဖို့ရှိတယ်။ယူကာဆေကတော့သူ့ရဲ့နောက်ခံကစားမကဒဏ်ရာကြောင့်နားနေရသည့်တိုက်အောင် အနည်းဆုံးတန်ခရစ်စင်နဲ့80ကြာဈေးသတ်မှတ်ထားတာဖြစ်တယ်။ထော်တာဟော့စပါအသင်းက Vicario Nia အစားထိုးနိုင်မဲ့သူကိုကြည့်နေရင် အမီမာတီနက်စ်ကိုစိတ်ဝင်စားတယ်အာစိုဗီလာသင်းရဲ့အမီမာတီနက်စ်ကအခုလက်ရှိနွေရာသီမှာကလပ်နဲ့လမ်းခွဲသွားနိုင်ဖွယ်ရှိတဲ့အချိန်မှာစပါအသင်းကချာကူသမားတွေကိုပါစိတ်ဝင်စားလဲရှိလို့ဖီကာရီယိုနီယာမှာဗီလာကူသမားအမီမာတီနက်စ်ကအသင့်တော်ဆုံးဖြစ်မယ်လို့ဖော်ပြထားပါတယ်တော်တန်ဟော့စပါအသင်းရဲ့လက်ရှိကွင်းသစ်ရဲ့စပွန်ဆာဒီကိစ္စကိုဆွေးနွေးနေစေဖြစ်တယ်စပါဘက်ကသူတို့စိတ်ကြိုက်ကြိုက်ချင်းမရမချင်းကွင်းသစ်ရဲ့နာမည်ကိုအပြောင်းလဲမလုပ်ဘဲနဲ့ဒါလက်ရှိအချိန်မှာရှိနေတာဖြစ်ပြီးတော့တော်တန်ဟော့စပါအသင်း တာဝန်ရှိသူတွေကတော့စပွန်ဆာအစ်စ်နဲ့ဝင်ငွေကောင်းတဲ့စပွန်ဆာဒီကိုရယူသွားဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အင်္ဂလန်လူမင်းစစ်သည်ရဲ့တိုက်စစ်မှုဟောင်းတယောက်ဖြစ်တဲ့ဂန်နဝေတိုက်စစ်မှုဟောင်းကြီးအီရန်ရိုက်ကအင်္ဂလန်မှာသူ့နိုင်ငံကမီဒီယာတွေကလူမဲကစားသမားတယောက်လူမဲဆူပါစားကစားသမားတယောက်ကြော်ကြားလာမှကိုအမတန်မလိုလားလို့ဒီလိုကစားသမားမျိုးကိုအမြဲတမ်းအပြစ်ရှာပြီးတော့ ဒါတောက်လျှောက်ဝေဖန်ပြစ်တည်နေကြတယ်ဆိုပြီးတော့ Iran right ကဂျူပါလင်ကန်ဘက်ကနေကောက်ွယ်ပြောကြားခဲ့တာဖြစ်တယ်ဂျေနန်ဆန်ချိုကိုလိုချင်တဲ့ကလပ်အသင်း၃သင်းရှိပါတယ်2026ခုနှစ်မှာ Manchester United နဲ့စာချုပ်တက်တန်းကုံဆုံးသွားဖို့ရှိပြီးတော့ဥရောပထိပ်တန်းကလပ်အသင်းတွေကခေါ်ချင်တယ် United ကသူ့ကိုလက်ချံစာချုပ်တစ်နှစ်ကျန်ရင်တော့မှအလွတ်ပြောင်းရွှေ့ချင်းနဲ့ထွက်ခွင့်ပေးပြီးတော့အသင်းမှာခွေးဖို့ဆန္ဒရှိတဲ့ချိန် ဘတ်ရှိတဲ့အသင်းကလိုချင်တဲ့ကာရာဆာရီကလည်းစိတ်ဝင်စားပြီးတော့ဖန်နဘတ်ချီကလည်းသူ့ကိုခေါ်ဖို့ကြိုးပမ်းနေရှိတယ်ဂျူဗန်တက်စ်အသင်းကတော့အခုလက်ရှိမှာလက်ချီအသင်းရဲ့နောက်ခံကစားမတီယာကိုဂါဘရီယဲကိုချဉ်ကပ်လည်းရှိတယ်အသက်20ရွယ်ရှိတဲ့ပေါ်တူဂီနောက်ခံကစားမကိုရန်ဖို့အသင်းကလည်းစိတ်ဝင်စားတာဖြစ်ပြီးတော့ဒီစားမကိုစီးရီထိပ်သီးကလပ်အပါဝင်အသင်းကြီးအများစုက တောက်လျှောက်ခိုယူဖို့ဆန္ဒရှိနေတာဖြစ်တယ်ရိုမာအသင်းကလည်းဘောလိုဒီပါလာရဲ့ဒဏ်ရာပြသနာအပါဝင်သူ့ရဲ့စာချုပ်သိကိစ္စကိုဆွနေနေစေဖြစ်တယ်ဒီပါလာကကာလရှိချာဒဏ်ရာကြောင့်ရိုမာမှာမကြာခဏအနာယူနေရသူဖြစ်ပြီးတော့မိပြတိကတော့ကုလလောဆယ်မှာအသင်းကောင်းဆောင်လော်ရန်ဆိုဖယ်လဂရီနီလည်းထွက်ခွာသွားဖို့ရှိလို့အသင်းကတချို့အပြောင်းလဲတွေအများကြီးပြုလုပ်သွားဖို့ရှိကြောင်းဖော်ပြထားပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာတဲ့ပါအားလုံးချစ်တင်ပါတယ်